သွေးလင်းထက်ရဲ့ပွဲပြီးသုံးသချက်ဗီဒီယိုဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်သွေးလင်းထက်ကတော့တောက်ကြနေညာကထိုးသက်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဆမ်မေကိုအမှတ်နဲ့ရှုံးနေသွားတယ်ပေါ့နော်ဒီပွဲကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာပရိသတ်တွေအနေနဲ့လည်းဒါကြောင်အောင်ချီလုံးလုံးမှာသွေးလင်းထက်ကနှိမ့်နေတာကိုသတိထားမိမယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့ထင်ပါတယ်။ဒီကြားထဲမှာဆိုလို့ရှိရင်သွေးလင်းထက်ကဒါ spinning back face တုံးပြီးတော့ပြိုင်ဘက်ကို နော့ဒေါင်းကြအောင်တော့လုံနိုင်လိုက်သေးရေပေါ့နော်။ ဒီနေ့ထောက်ကြည့်မယ်ဆိုလို့ရှိရင်ဆမ်မီကပွဲပြီးရဲ့အချိန်မှာဗာပြောသွားလဲဆိုတော့သွေးလင်းထက်ကခံမန်းအခက်တဲ့ကစားသမားပေါ့နော်သူ့ရဲ့တိုက်ခွက်တွေကပုံသိမရှိဘဲနဲ့လုံးဝကိုထူးထူးခြားခြားနဲ့ပုံစံပေါင်းစုံကနေတိုက်ခိုက်တယ်ပြီးတော့ spinning buffet ချီတော့ဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါ spinning buffet ကထွက်လာတာသူ့အနေနဲ့မသိလိုက်ဘူးလဲကျသွားတော့မှဒါဟိုသိလိုက်တယ်ပေါ့နော်ပြီးတော့သူမူးနေပြီမဲ့လည်းအကောင်းဆုံးထိမ့်သိမ့်ပြီးတော့ပြန်လာနိုင်ခဲ့ရဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်သွေးလင်းထက်ရဲ့အားသာချက်ကပြောရလို့ရှိရင် ဒီနီးပြူဟာချမှတ်တဲ့နေရာမှာကောင်းတယ်ဗောနော်သူ့အနေနဲ့ပြိုင်ဘက်ကဘယ်လိုပုံစံမျိုးနဲ့အထိနာအောင်ဝင်ပြီးတော့ထိုးရမလဲပြီးတော့ဘယ်လိုမျိုးပွဲသိမ်းရမလဲဆိုတာကိုအတိုင်းနာတစ်ခုဒီကောင်းကောင်းသဘောပေါက်တဲ့ကစားသမားဒီအတွက်ကြောင့်မလို့လေသူ့ရဲ့ပွဲတွေမှာဆိုလို့ရှိရင်နော့ဒေါင်းတွေတော်တော်များများရရတယ်ရပြီးတော့တစ်ခါကျရင်နောက်ခေါက်တွေနဲ့ပါပွဲသိမ်းသွားတာရှိပါဒါဒီ spinning perfect ဆိုလို့ရှိရင်တကယ်တမ်းထိချက်သာကောင်းလို့ရှိရင် knockout တွေပါလေဖြစ်သွားနိုင်လောက်တဲ့အနေအထားရှိရဆိုပေမဲ့ပြိုင်ဘက်ကလည်းတပါရင်ကစားသမားဖြစ်နေတဲ့အချိန်မှာဒါပွဲကတော့မပြီးသွားဘူးပေါ့နော် တွင်းလင်းထက်ရဲ့တိုက်ပွဲတွေကိုလေ့လာကြည့်မယ်ဆိုရင်ဒီဘွဲမှာကတွင်းလင်းထက်မှာလောက organize ဖြစ်နေရဲဆိုတဲ့တိုက်ပွဲမျိုးမရှိပါဘူး။အဓိကအဖြစ်အစီအစဉ်တကျဖြစ်ပြီးတော့တောက်လျှောက်တွဲလုံးတင်နေတိုက်ခိုက်တယ်ဆိုတဲ့ပုံစံမျိုးမရှိဘူး။ push kick နဲ့ကန်နဲ့ low kick ကန်နဲ့အချိန်ကြလို့ရှိရင်လည်းကန်တယ်လို့ဝင်လာတဲ့အချိန်ထိုးတဲ့လက်သီးတွေမှာဆိုလို့ရှိရင်လည်းဒီ white လက်သီးတွေလည်းပါတယ်ပြီးရင်ဖြောင်းလက်သီးတွေလည်းထွက်တယ်လို့ pin လက်သီးတွေကစားထွက်ပါပြတ်တောင်းနေအပြင် spinning air force တွေ spinning buffets တွေလည်းထွက်တယ်။ခြေကန်ချက်တွေဆိုရင်လည်းဒါ body ရောအမြင့်ခြေကန်ချက်တွေရောထွက်ပါတယ်။ ဒါကသူ့ရဲ့အားသာချက်ကဘယ်လိုဖြစ်သွားလဲဆိုတော့ပြိုင်ဘက်တွေကပြောလို့ရှိရင်ဟိုဘယ်လိုလာမလဲဆိုတာခံမှန်းလို့မရဘူးပေါ့နော်ဒီဆမ်မီကိုကြည့်မယ်ဆိုရင်ဆမ်မီကအမြင့်ခြေကန်ချက်သုံးတယ်ပြီးရင်ဘယ်လိုခစ်သုံးတယ်ပြီးလို့ရှိရင်ဘယ်ဖြောင်းလှန်သီးသုံးတယ်ပြီးလို့ရှိရင်ဒီ clinch ဘိုင်းတွေသုံးပါသူကဒီတမျိုးတည်းကိုပဲပုံစံမောင်းဆောင်ကစားသွားပါပြောချင်တာကဗျာသူ့အနေနဲ့ဒီတိုက်စစ်တစ်ခုဘယ်လက်သီးတစ်ခုဘယ်ခြေကန်ချက်တစ်ခုတွေကိုပဲအားပြုပြီးတော့သူ့ရဲ့တောက်ကွက်ကိုပုံဖော်သွားတယ်ဒါပေမဲ့သွေးလင်းထက်ကတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူး သူအနေနဲ့ဘတ်ပေါင်းဆောင်ကနေလက်နက်ပေါင်းဆောင်တုံးပြီးတော့တိုက်ခိုက်သွားတယ်ဆိုပေမဲ့အေးလက်နက်တွေထဲမှာမှ spinning buffets ချိသွားတဲ့တစ်ချက်ကပဲဒါ twin ထက်ကိုနောက်တောင်းရစီခဲ့တာဖြစ်ပါကျန်တဲ့လက်နက်တွေမှာဆိုရင်တော့မထီဘူးတော့မဟုတ်ဘူးဆမ်မီဆိုလို့ရှိရင်လည်းဘဲဘက်မျက်ကွင်းတွေညိုသွားတာကိုတွေ့ရတယ်ဒါပေမဲ့အရန်ကြီးရိုင်းနေလောက်တဲ့အထိပြင်းထန်သွားတဲ့အထိချက်မျိုးတော့မတွေ့ရပါဘူးဒီနေရာမှာကျွန်တော်အနေနဲ့ twin ထက်ရတာအာသာကျဲအာနေချက်ကိုခွဲပြီးတော့ပြောပြချင်တယ်ပေါ့နော်ဥပမာဗျာဆမ်မီကိုကျွန်တော်ဥပမာပေးရမယ်ဆိုရင်သူ့အနေနဲ့ ဒီဘဲချေပဲ body ကိုကန်သွားတယ်ပြီးမျက်နှာကိုကန်သွားတယ်ပြီးလို့ရှိရင်ဘဲလက်သီးကိုပဲကောင်းလာဆောင်ထိုးတာရှိရယ်ဒီ fighter ပုံစံမျိုးတက်ထိုးတာရှိရယ်ပြီးလို့ရှိရင် clinch ဘိုင်းနေကောင်းကောင်းခြင်တွေ့သွားတယ်ဒီတိုင်းမှာကစားသွားရဲဆိုပေမဲ့သူ့ရဲ့ကစားကွက်ကတော်တော်လေး efficient ဖြစ်တယ်ပြီးတော့ direction တစ်ခုရဲ့ကိုပဲဥတီပြီးတော့သွားတယ် twin ထပ်အနေနဲ့ဒီလိုပုံစံမျိုးပဲလာမယ်ဆိုတာကိုသိနေသည့်တိုင်အောင်သူ့အနေနဲ့ knock down လဲပေးလိုက်ရတယ်ပြီးတော့ဒီအချီတော်တော်များများမှာလဲအားသာချက်မရဘူးပေါ့နော် twin ထပ်ရဲ့ တိုက်ခွက်ကကြတော့ပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေး diverse ဖြစ်တယ်။နေရာပေါင်းဆုံးတောင်ပေါင်းဆောင်နေတိုက်ခိုက်ပါပြောရမများဖြောင်းလန်သီးနဲ့ push hit တွေဆိုလို့ရှိရင်ခနာကိုရဲ့အလဲပိုင်းအောင်တိုက်ခိုက်တော့ပြင်းဒီညာဘက်ချမ်းကနေတိုက်ခိုက်တဲ့ wide leg သီးတွေခြေကန်ချက်တွေပြင် spinning elbow တွေလည်းရှိမယ်ဘယ်ဘက်ချမ်းကနေတိုက်ခိုက်တဲ့ wide leg သီးခြေကန်ချက် spinning elbow တွေလည်းရှိရယ် spinning buffet တွေလည်းရှိပါဒါပေမဲ့ဒီအားတွေအကုန်လုံးက direction တစ်ခုတည်းကိုဒီတိတိကျကျသွားနေရမျိုးတက်စားလို့ရှိရင်သွေးလင်းထက်ကပုံစံ ပေါင်းစုံရှူထောက်ပေါင်းစုံကနေပြီးတော့စမ်းသပ်ပြီးတော့ဘယ်ကောင်ကအလုပ်ဖြစ်မလဲဆိုတာကိုကစားတဲ့ပုံစံမျိုးနဲ့တွားပြီးတော့ဆင်တူပါဒီလိုမျိုးကစားတဲ့ပုံစံကအလုပ်မဖြစ်ဘူးတော့မဟုတ်ဘူးရှေ့ရပွဲတွေမှာဆိုရင်လည်းဒီတစ်ချက်ဆိုတစ်ချက်ထိထိမိမိအလုပ်ဖြစ်သွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်သွင်းနှင်းထပ်ပတ်ကအာသာချက်အများကြီးရသွားပါဒါအနည်းဆုံးကျွန်တော်ဥပမာပေးရမယ်ဆိုရင်ညော့ဒေါင်းနေပါလေနောက်ခေါက်မဖြစ်သွားတဲ့ပွဲဆိုရင်ဥမာ rocking နဲ့ပွဲ ော်ကီနဲ့ပွဲဆိုလို့ရှိရင်နော့ဒေါင်းနှစ်ချိန်ရတယ်။နှစ်ချိန်ရပေမဲ့အေးပွဲကလေးကကျွန်တော်ဒါသွင်းလင်းထက်နဲ့ပတ်သက်ပြီးပြောဖို့ပါ။ကျန်တဲ့အခြေအနေမှာသွင်းလင်းထက်ရဲ့ထိုးချက်ကန့်ကျက်တွေကမတားနိုင်ပါဘူး။မတားဘဲနဲ့နော့ဒေါင်းနှစ်ချိန်ရတဲ့အတွက်ကြောင့်မလို့ဒါသွင်းလင်းထက်ကအမှတ်နဲ့နိုင်သွား။ပြီးတော့သွင်းလင်းထက်ရဲ့အားသာချက်ကိုကသူ့ရဲ့အားနည်းချက်ပြန်ဖြစ်နေတဲ့ပုံစံမျိုးပါ။ဘာလို့လဲဆိုတော့ဒီလိုမျိုးအရန်ကို an orthodox style လို့ပြောတာပေါ့နော်။ပြောရလို့ရှိရင်ခံမဲ့အရန်ကိုခတ်တဲ့တိုက်ခွက်တွေရှိတဲ့ချိန်မှာပြိုင်မက်တွေကနော့ဒေါင်းကကြောက်ကြတယ်။ပြောလို့ရှိရင်ဆမ်မီလိုမျိုးကစားသမားမျိုးတော်မှာနော့ဒေါင်းကြတယ် ဒါပေမဲ့ဒီလိုမျိုးခံမှန်းရခက်စီတဲ့တိုက်ခွက်တွေဖောင်းဆောင်တဲ့ပုံစံကသွေးလင်းထက်ကိုပွဲတဲ့ပွဲမှာအမှတ်အရအနိုင်ရယူဖို့အတွက်ကလုံလောက်မှုမရှိစေပါဒါကဒီ rocky နဲ့ပွဲမှာတော့တော့နောက်2ကြိမ်ရရတဲ့အတွက်မလို့ပွဲရလက်သီးသတာပြောင်းနေသွားတယ်ဆိုပေမဲ့အီတုံးကလည်းသွေးလင်းထက်ကထိကျက်ကန်ကျက်ပိုင်းမှာမတားနေပါဘူးဒီဆာမီနဲ့ပွဲဆိုရင်လည်းနောက်တော့2ကြိမ်ရတယ် ပွဲကလုံးဝအလှည့်ပြောင်းဖြစ်သွားနိုင်တယ်ဆိုပေမဲ့ဆမ်မီရဲ့တဘာပိုင်းပြီးလို့ရှိရင်ဒီသူ့ရဲ့ clinch ပိုင်းနီးစက်နေတည်းကတအားဟုတ်ကောင်းတဲ့အတွက်ကြောင့်မလို့သွေးလင်းထက်ကပွဲဖြတ်ဖို့ကြိုးစားနေတဲ့ဟိုမှသူကကောင်တာတွေပြန်ထိပြီးတော့ပြန်အထိနာရတော့တဲ့ပုံစံမျိုးတွေတော့ဖြစ်သွားတာပေါ့နော်ဒီအတွက်ကြောင့်မလို့ဟိုကျွန်တော်နေနေကတော့ဒါသွေးလင်းထက်ကိုကစားကွက်ပြောင်းဖို့ရယ်ပါရယ်လို့လည်းအရင်ကြီးတော့မတိုက်တွန်းခြင်းဘူးဘာလို့လဲဆိုတော့သူ့ရဲ့ဒီ signature ပုံစံဟိုကခံမှန်းခတ်တယ်ပြီးတော့ ဒီ knock down ရအောင်တိုက်ခိုက်တဲ့နေရာမှာတော်တော်လေးကောင်းနေဆိုတော့အားသာချက်ကလည်းရှိနေတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအေးကောင်ကပဲဒီအခြေအနေတွေအရင်မကောင်းဘူးသူ့အနေနဲ့ဒီ knock down နေကောင်းကောင်းမရယူထားနိုင်ဘူးဆိုလို့ရှိရင်သူ့အပတ်နဲ့ရှုံးနေစီတဲ့အကြောင်းရင်းပြန်ပြီးတော့ဖြစ်သွားတာဖြစ်ပါဒီတွက်ချက်မလို့တွင်းတင်းထက်နေတဲ့ဒါကိုရဲ့အားသာချက်အားနည်းချက်ပိုင်းကိုဟိုပို့ပြီးတော့သဘောပေါက်လာလိမ့်မယ်လို့တော့ကျွန်တော်စိတ်ထဲမှာတော့မြင်နေပါတော့ပြီးတော့ဒီပွဲမှာဆိုလို့ရှိရင်တဘာနဲ့ပညာပိုင်းကလည်းတော်တော်လေးကွာပါ ဒါရင်တကယ်ဆိုလို့ရှိရင်ဒုနေထအနေနဲ့သူနဲ့အရင်ကြီး level မကွာတဲ့ကစားသမားတယောက်ယောက်နဲ့လာဒါထိုးတက်ရတယ်ဆိုလို့ရှိရင်ဒီလိုမျိုး knock down ရတဲ့အချိန်မှာဆိုရင်ဒုနေထဘက်ကအများကြီးဆက်ပြီးတော့အားသာချက်တွေရသွားနိုင်ကြီးရှိရလို့တော့မြင်ပါဒီပွဲကိုရှုံးနေသွားတဲ့အတွက်ကြောင့်မလို့ဒုနေထကိုအဖြစ်တင်နေရပါမဟုတ်ဘူးဒါပေမဲ့ဒုနေထရဲ့ကစားပုံမှာအားသာချက်နဲ့အားနည်းချက်ကဒါတစ်ဖက်တည်းမှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်အနေနဲ့ပြောပြချင်တာဖြစ်ပါတယ်ဒုနေထအနေနဲ့ဒီကျွန်တော်အမြင်ရပါတော့ဒီလိုမျိုး ခမန်းခက်တဲ့ကစားဟန်မျိုးရှိရလဲကောင်းတယ်ဒါမဲ့နောက်ပိုင်းရလို့ရှိရင်ဒီတကယ်လို့ဒီ knock down ပေါ့နော်ဒုတိယအခြေလောက်ထိကိုကအရင်မတာတော့ဘူးဆိုရင်တော့မှဒီဒုတိယအခြေလောက်မှာအစပြီးတော့အမှန်အရပို့ပြီးတောင်းကစားတဲ့ကစားဟန်မျိုးတွဲလုံးမျိုးကိုလည်းနည်းနည်းလေးပြန်ပြီးတော့ပြင်ဆင်ထားတယ်ဆိုလို့ရှိရင်တော့ဟိုဘက်ဒီဘက် safe ဖြစ်တယ်လို့တော့ပြောလို့ရပါဒါကျွန်တော်ဆိုလို့ရှိရင်သွေးနှင်းထက်နဲ့ဆက်မီရဲ့တတိယအခြေမှာဆိုလို့ရှိရင် ဟိုအစောကတည်းကကိုလူကနော်ထောင်းတစ်ချိန်ရသွားတယ်ဆိုပေမဲ့မတားဘူးဆိုတာသိရပါဘောနော်တကယ်လို့အမှတ်နဲ့နိုင်မှုဆိုရင်တတိယကြီးမှာနော်ထောင်းတစ်ချိန်ထပ်ရဖို့လိုတယ်ဆိုပြီးတော့တော့မှဒါကြည့်နေရင်လည်းတွေးလိုက်ပါသေးတယ်ဒါပေမဲ့လည်းတတိယကြီးမှာကဆမ်မီကသူ့ရဲ့တပါးနဲ့ပြန်ပြီးတော့ဒါပြန်ဆယ်သွားတယ်ဘောနော်ပွဲကိုပြန်ဆယ်သွားတယ်လို့ပဲပြောမှာဒီတော့ကြောင့်မလို့တွေးနေထက်နေတဲ့ဒီပွဲကိုအမှတ်နဲ့ရှုံးနေသွားတာဖြစ်ပါဆမ်မီဘက်ကလည်းအထီးမနာတော့မဟုတ်ဘူးသူမျက်ကွင်းနေအသီးချက်တွေထိရရှိတယ်ဒါပေမဲ့သူနှင်းထက်အနေနဲ့ဒီညက်တစ်ပြက်တိုက်ခိုက်တဲ့အချက်ကလွန်ရင်ဂျန်နဲ့ ချက်တွေမှာပဲအချက်တွေက knock out ဖြစ်စီလောက်တဲ့ power မျိုးရှိနေဆိုတာကအရင်ရှင်းရှင်းနေနေမဖြစ်သေးပါဘူး။ဥပမာဗျာ WhatsApp Mail ဆိုလို့ရှိရင်ဒီ balance တရငကိုတွေက power ကြီးရဲ့ထိရနဲ့ကြားနိုင်နေဆိုရဲအနေအထားမျိုးရှိပါ။ဒါသုံးနေထပ်ဆိုရင်တော့ spinning elbow ပေါ့နော်။ဒါပေမဲ့ spinning elbow ဆိုတာကတော့ရတာအရင်ကိုရှားတဲ့လက်နှက်မျိုး။ဒီတော့ကြောင့်မလို့သုံးနေထပ်အနေနဲ့ဥမာလက်သီးဆိုလက်သီးဥမာနည်းနည်းပြင်းပြင်းထန်ထန်လေးပြန်ပြီးတော့နှစ်ချင်းတဲ့အပိုင်းကိုပြန်သွားမယ်ဆိုလို့ရှိရင်တော့ဒီထက်အများကြီးကောင်းလာနိုင်မယ်။ဒီပွဲမှာလည်းသွေးနှင်းထက်ရဲ့ performance ကဒါတော်တော်လေးရုံးပြသွားပြီးတော့တကယ်ကို ကောင်းတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တချို့ဘိုင်းတွေမှာတော့ aggressive မဖြစ်တာတွေတပါရကွာတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အရင်ကြီးတုံးလို့ကင်လို့မရတာရောရှိပါအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါ